ဘန်ကောက်မှာနဘဘဲသွားလိုက်ရမယ်ကောင်းစားမင်းနေတော့တအန်ဖိုဟာရေပေါ်စေးအန်ဖိုဟာရေပေါ်စေးကဘန်ကောက်ကနေတနအီဝင်းကျန်လောက်သွားရုံနဲ့ကြောက်နိုင်တဲ့ထူးထူးစကြလဲပတ်စရာနေရာတစ်ခုပါဒီတစင်းကားပြီးရေပေါ်စေးကျမ်းမှာလဲပတ်ရင်အန်ဖိုဟာဒေသရဲ့သမာဝအလှတရားတွေကိုခန်းစားနိုင်ပါတယ်မိလာကနေအောက်ကဘာလာအထိနဘဆိုရင်ပိုးဆောင်ကျူးလေးတွေနဲ့တမူထူးကြလှပနေတဲ့ညာခင်အလှကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်နှင့် ကျောက်ဖျားမြက်ဘန်ကောက်ရဲ့ညာခင်းလေပက်စရာနေရာလို့ပြောလိုက်ရင်ကျောက်ဖျားမြက်ကတော့မပါမဖြစ်ပါနိုင်ငံခြားခရီးသွားအများစုကတော့ကျောက်ဖျားမြက်ထဲမှာအပျော်စီးသင်္ဘောနဲ့အတူမြို့ပြရဲ့အကြောင်းအသွေးစုံနေလာတဲ့ညာခင်းအလှကိုခန်းစားရင်းစိန်တက်တာဖြတ်သန်းလေးရှိပါတယ်၃နန္နာပလာဇာဘန်ကောက်ရဲ့အမိုက်ဆာ night flight ကိုခန်းစားခြင်းနဲ့ဆိုရင်နန္နာပလာဇာကတော့သွားလို့သွားရမယ့်နေရာတစ်ခုပါနန္နာပလာဇာရဲ့ ground floor တစ်ချောင်းမှာ cocktail bar တွေ စားသောက်ဆိုင်နဲ့ပါတီတွေအပြည့်နဲ့နေပြီးကြော်စရာကောင်းတဲ့ Lady Boy ရှိုးတွေကိုလည်းခန်းစားနိုင်မှာဖြစ်ပါတယ်။ညစဉ်ညတိုင်းမတူညီတဲ့ဖော်ပြရဲ့စီစဉ်တွေနဲ့နိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။လေးခောက်ဆန်လန်းခောက်ဆန်လန်းဟာဘန်ကောက်မှာမသိတဲ့သူမရှိလောက်အောင်နာမည်ကြီးတဲ့ညကင်းလေဘက်ဆီဟာနေရာတစ်ခုဖြစ်ပါတယ်။တလန်လုံးမီးရောင်မီးတွေ ကျော်ရှင်စရာငွေသက်တွေနဲ့လွမ်းချုံနေပြီးကြီးစရာဘာရိတ်ခိုင်းနာမည်ကြီးအစားအသောက်တွေညာကင်းဖြော့ပြေးအစီအစဉ်တွေနဲ့ဆိုင်ဒေတာပြန်လေရောနိုင်ငံခြားသားခီတော်ရင်တွေပါအနေတိတူစီကနေတဲ့အမိုက်စမ်းနာမည်ကြီးနေရာပဲဖြစ်ပါတယ်